အလောင်းမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Magna Time Gen စီစဉ်ရနေကြည့်ဆိုပါရယ်အာ136ကျော်မြောက်နိုင်ငံကအလို့သမားများနေ့အစီအစဉ်မှာကျွန်တော်တို့စကားဝိုင်းအစီအစဉ်မှာအာကျွန်တော်တို့ပညာရေးနဲ့ Computer Science Foundation FED ရဲ့အမှုဆောင်တိုက်တာဥတုချင်းနဲ့အတူအာကျွန်တော်တို့ဒုက္ခရေးကုတေသီဒေါက်တာဆိုင်းအပါဝင်ကျွန်တော် WAG အလို့သမားမာမိတ်အဖွဲ့ကရှစ်ပြောင်းအလို့သမားများနဲ့ကျွန်တော်ဒီနေ့စကားဝိုင်းလေးစတင်မှာဖြစ်ပါတယ်အာပထမဆုံးအနေနဲ့ ပညာရေးနဲ့ကွန်ပျူတာရေးဖောင်ဒေးရှင်း FED ရဲ့အမှုဆောင်ဒါရိုက်တာဦးထွချေကိုကျွန်တော်ဒီနေ့136ကျော်နိုင်ငံတကာအလို့သမားများနေ့စကားဝိုင်းလေးမှာအခွင့်ပြောကြားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာအလုံးမင်္ဂလာပါကျွန်တော်မင်္ဂလာရှိတဲ့ကျွန်တော်136ကျင်တော့ကျွန်တော်တို့ဒီအပြည့်ပြည့်ဆိုင်ရာအလို့သမားနေ့ဖြစ်ပါစေလို့ကျွန်တော်ပူဆွတောင်းပါတယ်ဒီကျွန်တော်တို့ဒီအဓိကအဖြစ်ကျွန်တော်မြန်မာရွှေပြောင်းအလို့သမားတွေနဲ့ကျွန်တော်နိုင်ငံတကာမှာရော ဟိုထိုင်းနိုင်ငံမှာကျွန်တော်တို့ဘယ်လိုပြဿနာတွေရင်ဆိုင်နေရတယ်ဟိုကျွန်တော်တို့အစိုးရတွေရဲ့ကျွန်တော်တို့ပူးပေါင်းကူညီဆောင်ရွက်မှုတွေဘယ်လောက်အရေးကြီးတယ်လက်ရှိအလို့သမားတွေနဲ့ရင်ဆိုင်နေရတဲ့ပြဿနာကိုကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းဆောင်ရွက်မယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့ဟိုဆွေးနွေးတော့ပါဖြစ်ပါလေကျွန်တော်အနေနဲ့ဒီဟိုအလုံးကျေးဇူးတင်ပါတယ်โอเคအဲ့တော့ကျွန်တော်နောက်တဦးအနေနဲ့ကကျွန်တော် WAG အလို့သမားမာမီအဖွဲ့အဓိကဦးဆောင်သူဖြစ်တဲ့အာဂုံမုံတိုင်းပေါ့နော်ဂုံမုံတိုင်းကနေပြီးတော့ကျွန်တော်တို့ဒီ ထိုင်းနိုင်ငံမှာရှိတဲ့ရှစ်ပြောင်းအုပ်သမားရေးတွေထဲထဲဝင်ဝင်ကူညီနေတဲ့အာလူတို့ကောင်းဆောင်တူဖြစ်တယ်အဲ့တော့ကျွန်တော်ကိုမုံတိုင်းကိုမေးချင်တာကကျွန်တော်တို့ဒီကိုမုံတိုင်းတို့ရဲ့ဒီအာရှစ်ပြောင်းအုပ်သမားကူညီအစီအစဉ်မှာအကိုတို့ရဲ့အာကူညီခဲ့တဲ့အချိန်လေးနောက်တစ်ခုကအဲ့လိုအလုပ်သမားတွေကိုကူညီတဲ့အချိန်မှာပြေကြုံရတဲ့အခက်အခဲတွေပေါ့အဲ့ဒါလေးကိုကျွန်တော်နည်းနည်းလောက်ရှင်းပြပေးပါလားခင်ဗျာဟုတ်ကဲ့ပါအာဟုတ်ကဲ့ခင်ဗျာ

양도 있거든요. 차별이 양도 시키. 과연 이 양도 차별이 양체. 또 이제 만약에 양도 이제 우리 우리나라 따라에 다 한국이 가진다 우리 따라도 이 타이레야 남수 이제 우리가 대한민국의 넓은 마이너 사이 우리 좀 이해야 부족해. 맞아 잡고에서 이 차이나 우리나라의 리미야 사비냐 뭐. 이 아무리 수비디야 도와 주마 시간이 두 번을 양도 동료야. 이런 사례 좀 많이 하네. 샤피니에도 പിന്നെ കണ്ടത് പറഞ്ഞു കഴിഞ്ഞാണ് ഡബ്ല്യു ജി ചൈന മാത്രമേ ടോർട്ടിയ ചൈനയിലെ ที่อายุปีที่รู้ว่าถ้าเป็นสมัยอาสาเอามีสมัยจะเป็นงานที่มีความดีรู้ถ้าเจอถ้าดูชีเรียนว่าแล้วก็มาสัญญาชาจุดเดียวมันก็เป็นอะไรที่ตัดสินใจสัญญาคนเดียวที่อายุที่ทุกปีที่ตัดสินใจส่วนนี้งานที่เราเป็นงานที่เรียนนะถ้าเป็นเจ้าหนี้ถ้าเป็นอะไรก็ ီဒီလောကမှာရင်သာသာဒီလိုတိစ္ဆာလို့အလားအခုဆိုရင်လည်းအဲဒီမှာတော်တော်များများတက်နေတဲ့ကျွန်တော်ဘာပြန်လာဓာတ်ဥပ္ပယောဒီလားမှာဘိုင်းကိုဟောလားတာမပြီးတဲ့အချိန်ကြီးဒါအလုပ်တည်နေအံကြောတော့လည်းဒီအလားစာကိုမစားတို့တို့များအနည်းဆုံးကဒေလာလာလာဣစ်ပြီးတာလာညချာညာရှိရောနော်အဲ့ဒါမှလည်းကျောင်းဒီမာရီရှင်နောက်မာရီမှာဒီဘဲရောက်တော့လေးကိုအောက်ရရဲ့ရှိရာတို့တွေအံကြောရဲ့ဟဲ့ China နဲ့ China ကြတယ်လေဒေဝူအားလုံးမစတာဒီဒေယုံဘောစတာမတိဘူးပြောဆိုရင်ဘောတော့တင်ရမှာပေါ့နော်ဒီစိတ်ကူးနေတဲ့အနေနဲ့ပြည့်ရဟုတ်ကဲ့ဟုတ်ကဲ့ပါကိုနိုင်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာအာကျွန်တော်တို့နောက်တဦးအနေနဲ့ကကျွန်တော်တို့ဒီရှူပြောင်းလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့လူခွင့်ရေးတုတေတီတဦးအနေနဲ့ပေါ့နော်ကျွန်တော်ဒီလက်ရှိရှူပြောင်းလုပ်သမားတွေရဲ့အခြေအနေစစောက WAG ဖွဲ့ကကိုမြန်နိုင် ပြောသွားသလိုပဲ အဲ့ဒီအလုတ်သမားတွေရဲ့ပြဿနာအခက်ခဲတွေနောက်တစ်ခုကဒီမတန်ဆွမ်းအလုတ်သမားတွေနဲ့ပတ်သက်ပြီးတော့ဒီခွင့်ရတုတေတီတယောက်အနေနဲ့ဒါပဲဇာတ်အမြင်လေးကိုကျွန်တော်တို့နည်းနည်းညပေးပါမယ်ဟုတ်ဟောအားလုံးမဲ့မင်္ဂလာပါဒါကကျွန်တော်တို့အထူးသဖြင့်မှာကျွန်တော်တို့ဒီရွှေ့ပြောင်းလုပ်သားလို့ပြောလိုက်ရင်ကျွန်တော်တို့ခွဲမြင်လို့ရတာ MOU နဲ့လာတဲ့လုပ်သားရှိရယ် MOU မဟုတ်ပဲနဲ့ဒီတိုင်းကိုနီကိုဟန်နဲ့ရောက်လာပြီးတော့ဒီရောက်တော့မှာ တရားဝင်ဖို့ကြိုးစားကြတဲ့သူတွေရှိတယ်ပေါ့နော်ဒီတိုင်းပဲအဲ့အဲ့ဒီမှာမှထပ်ပြီးတော့အာလက်မှတ်မရှိဘဲနဲ့အာရုံးကန်နေထိုင်နေကြတဲ့လူတွေရှိတယ်ဒါပေမဲ့အားလုံးမှာရှိနေတဲ့သဘောမှာဆိုရင်တော့ကျွန်တော်တို့ MOU နဲ့လာတယ်ဆိုရင်ဒါကကနရာဆီယာထုတ်ချက်လည်းပြောသွားတယ်လို့ပဲဒါအစိုးရအချင်းချင်းချိတ်ဆက်ပြီးတော့ပူးပေါင်းရမယ်နားလည်မှုအစကျွန်တော်ထိုးပြီးတော့မှကျွန်တော်တို့ခေါ်ယူကြတဲ့အာအလုပ်သမားတွေဖြစ်တယ်ပေါ့အဲ့အလုပ်သမားတွေကသူတို့ရဲ့အခွင့်အရေးကို ကျွန်တော်တို့ကုညီကာကွယ်ပေးဖို့အတွက်ကနိုင်ငံနှစ်နိုင်ငံစလုံးမှာအစိုးရအနေနဲ့တာဝန်ရှိကြတယ်။အဲဒီအပိုင်းမှာအဓိကအားနည်းချက်ရှိနေတယ်ဆိုတဲ့ဟာကြီးလည်းကျွန်တော်တို့တွေ့ရတယ်။အထူးသဖြင့်တော့ကျွန်တော်တို့အခုခုနဟိုကွန်မွန်လိုင်းပြောသွားတဲ့စာချုပ်ပေါ့။စာချုပ်ဆိုရင်ကျွန်တော်တို့ငကိုခေါ်တဲ့အချိန်မှာစာချုပ်ရှိတယ်။ရှိပြီးတော့တကယ်တမ်းအလုပ်ရဖို့တကယ်ရောက်လာဖို့အချိန်ကြရင် များတော့အပြင်ဒီဘက်ကအာတတိယတော်တော်များများကသူတို့စာချုပ်ကိုထိုင်းလိုမျိုး ပြန်ချုပ်လိုက်တဲ့ဟာတွေရှိရပေါ့နော်။နောက်ကအစာတို့စာချုပ်တွေလုပ်လိုက်တယ်။အဲ့ဒီမှာထိုင်းကန်တက်ချက်တွေဒါမှမဟုတ်တတိရဲ့အကျိုးစီးပွားအကာအကွယ်ပေးဖို့အတွက်ထပ်ပြီးတော့ထည့်သွင်းလိုက်တဲ့ကိစ္စတွေကအလုပ်သမားတွေနေနဲ့နားမလည်နေဘူး။ဒါမှမဟုတ်လေအဲ့နားလည်ဖို့အတွက်ကျွန်တော်တို့လွယ်လွယ်ကူကူစူးစမ်းလို့မရနိုင်ဘူးပေါ့နော်။အဲ့အတွက်ကြောင့်မလို့တကယ်တမ်းအမှုခင်းဖြစ်လာတယ်ဒါမှမဟုတ်မျက်နှာမှုဆုံးရှုံးမှုထိခိုက်မှုတွေဖြစ်လာတဲ့အချိန်ကျရင်အဲ့စာချုပ်အရာ ဖြည့်ရှင်းမယ်ဆိုတဲ့အချိန်မှာသူတို့လက်မှတ်ထိုးမိထားတဲ့စာချုပ်ထဲမှာအဲ့လိုမျိုးအကာအကွယ်ပေးနိုင်တဲ့အချက်လက်တွေမပါဘူးမပါတဲ့ဟာကိုလည်းတကယ်တမ်းတရားတစ်ပါဝင်ပဲပေါ့နော်ကျွန်တော်တို့အဲအကာအကွယ်ရဖို့ကြိုးစားတဲ့အချိန်မှာဒီတရားရေးစနစ်အထူးသဖြင့်ဒီထိုင်းနိုင်ငံမှာရှိနေတဲ့တရားရေးစနစ်ရဲ့ဘာသာစကားကန့်သက်ချက်တော်လည်းကောင်းနောက်တရားဥပဒေအရာနားလည်ဖို့ခက်ခဲနေတဲ့အရာတွေကြောင်းတော်လည်းကောင်းပါ အဲ့ဒါရင်းကြောင့်မို့သူတို့အတွက်တကယ်လုံလောက်တဲ့အကာအကွယ်ဒါမှမဟုတ်လုံလောက်တဲ့အခုစားမှုပြန်မရဘူးဆိုတဲ့ဟာတွေဒါအဓိကတွေ့ရတဲ့ဟာတွေနောက်တစ်ခါကျွန်တော်တို့ဒီလိုမျိုး MOU နဲ့တွားရဲဆိုရင်ကျွန်တော်တို့အများတန်းရှိနေတဲ့ကိစ္စကကျွန်တော်တို့ကန်တမ်ပူကန်တမ်မှုဆိုတော့လာရင်ကန်တမ်မှုဘာဖြစ်လို့လဲဆိုဒီတထေးနဲ့ဒီအလုံးမှာကျွန်တော်တို့ကမှတ်ပုံတင်လိုက်တယ်အဲ့ဟာနဲ့ကျွန်တော်တို့သဘောတူစာချုပ်ချုပ်ထားရဲဆိုရင်ဒီတထေး ကလွယ်ရင်ဂျန်တဲ့နေရာသွားဖို့ဒီတစ်သေးဒီလုပ်ငန်းရဲ့ဘောင်အပြင်ဖက်ပေါ့နော်တခြားဒေတာတွေကိုကျွန်တော်ရွှေ့ပြောင်းဖို့ဆိုရအင်ပတန်ခက်သွားတယ်အဲ့လိုမျိုးရှိတဲ့အနေထားကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒါဟို bonded slavery လိုမျိုးဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ချုပ်ချုပ်နှောင်ခြင်းခံရတဲ့ကျွန်တော်ဂျုံပြူမှုသဘောတရားမျိုးမြင်မယ်ဆိုရင်မြင်လို့ရရတဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲ့အတွက်ကြောင့်မို့တို့မှာဒီအလုံးငန်းခွင်မှာအဆင်မပြေဘူးဆိုရင်လည်းကျွန်တော်တို့ကအဆင်မပြေတဲ့အနေထားပေါ်မှာ ပြန်ပြီးတော့ကျွန်တော်တို့တရားမျှတမှုဒါမှမဟုတ်ပူဇော်မှုရယူနိုင်ဖို့အတွက်တန်တတ်မှုတွေရှိသွားတယ်။ဒီနေရာမှာအဆင်မပြေတဲ့အတွက်ဒီထက်ပိုကောင်းတဲ့နေရာသွားမယ်ဆိုရင်လည်းဒီလိုမျိုးသွားနိုင်ဖို့တခြားအလောက်ကန်ရွှေ့ပြောင်းနိုင်ဖို့ဆိုရတဲ့ဟာမှာကျွန်တော်တို့ဒီဥပဒေအရာတော်၎င်းစီရင်စည်းကမ်းတွေအရာတော်၎င်းကန်တတ်ကန်တတ်မှုတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လိုရွှေ့ပြောင်းဖို့ပဲလေကျွန်တော်တို့အဆင်မပြေဘူးဆိုရတဲ့ဟာကြီးပြေးသွားတယ်။အဲ့လိုမျိုးအနေထားမျိုးရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့အငြင်းရန် အကြောင်းအရာ ကိစ္စအချင်းပွားစရာတခုခုရှိလာပြီဆိုရင် လုပ်ငန်းရှင်ဒါမှမဟုတ်တထေးပေါ့နော်တထေးကအမြဲတမ်းကျွန်တော်တို့အားတာမှုရနေရဆိုရဟာမျိုးကျွန်တော်တွေ့ရတယ်အဲ့တော့အလုပ်သမားတွေအတွက်အခြေခံအားဖြင့်ကျွန်တော်တို့အကာအကွယ်ပေးဖို့အလုပ်သမားတွေရဲ့လိုအပ်ချက်တရားမျှတမှုပေါ်ဆောင်ပေးဖို့ဆိုရဟာအခုလက်ရှိထိုင်းမှာမရှိသလောက်ရှားရယ်ပြီးရင်ကျွန်တော်မြန်မာပြည်အနေနဲ့ရတယ်ဒီလိုစုဖွဲ့ပြီးတော့အလုတ္တမတတ်မကလိုမျိုးစုဖွဲ့ဖို့အတွက်ထိုင်းဥပဒေရရတယ်ကျွန်တော်တို့ အာဖွင့်ပြထားတဲ့ဟာရှိမနေဘူးမရှိနေတယ်ဆိုရင်တော့မအဲ့ဟိုတမကဖွဖွဲ့ဖို့အတွက်ကိုလိုအပ်ချက်တွေကတခြားထိုင်းဟို register ရှိတာရဲ့အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ပုံစံမျိုးပြီးရင်လုပ်လို့ရတဲ့ဘောင်ကတ်တတ်မှုတွေအများများနေရဆိုတဲ့ဟာမျိုးကဒါအခြေခံအပြင်တွေ့ရအဲ့တော့ MOU ဖတ်မှာအဲ့အပိုင်းနေမှာအဲ့လိုကတ်တတ်မှုရှိရတဲ့အတွက်ကြောင့်မို့တကယ်တမ်းလောက်တာကတော့စနစ်ချဖို့အတွက်လောက်တာပဲ ဒါပေမဲ့စနစ်ကျဖို့အတွက်လုံလိုက်တဲ့ဥစ္စာတွေကဒီအလုပ်သမားအပင်ဆုံးရှုံးစရာအကြောင်းတွေတော်တော်များများဖြစ်နေနေစရာဟာတော့ကျွန်တော်အခြေခံအဖြစ်အသိရှိရတယ်ခင်ဗျာတိရှိထားပြီးသားအစီရင်ခံစာတွေလည်းတော်တော်များများရှိကြပါဟုတ်ကဲ့ပါကျေးဇူးပါတော်တော်ဆန်းဒီထဲမှာအဝဇုံဒီထဲမှာကိုချျော်ရှုပြောင်းလို့ဒီမှာတရားဖြစ်တဲ့ကိုချျော်လည်းရှိနေတယ်တွေ့တယ်ကျွန်တော်ကိုချျော်ကိုတခုမေ့ရှင်းတာကအအကိုရဲ့အတွေ့အကြုံလေးပေါ့နော်ဒီကာလမှာဒီထန်းနိုင်ငံကိုရောက်လာပြီးတဲ့ရှုပြောင်းလို့ဒီမှာ အဲတယောက်အနေနဲ့ကိုတွေ့ကြုံရတဲ့တွေ့ကြုံခက်ခဲလေးတွေကိုနည်းနည်းတော့ရှင်းပြပေးလို့ရမှာပါခင်ဗျကိုချောလာလို့နှစ်ဆက်ပြည့်ရနေဆရာပိုင်းကဆက်ရရပါအဲရောက်လာပြီးတော့ဓမ္မောင်းနေတဲ့ရှင်တဲ့သူလာကြည့်လာကြည့်ပြီးတော့ကျွန်တော်တို့အဲအလုံးညာဟုတ်ပဲနဲ့အဲစီရချာလူမနေတဲ့အဆောင်တွေကိုထားခဲ့လိုက်ဟုတ်ကဲ့ထားခဲ့လိုက်ပြီးကျွန်တော်တို့အဲ စီရချာနဲ့ချုပ်မူရင်ဂျားထဲမှာပဲရှင်းနေရတော့လှည့်ပြီးတော့အဲ့ရွှေ့ရောင်းနေရတာအပူနေရာမှာလို့ရှိရဲ့အဲ့နေရာသွားမယ်ကျွန်တော်ကလည်းမသိတော့ဘူးသူကပုံရပေါ်လာလိုက်တာပြောင်းအောင်အဒီနေရာပေါ်လာလိုက်ပြောင်းအောင်အဲနောက်ဆုံးပါတီကူရောက်လာမှာသူအလုံးနေအလုံးနေတော့အလုံးကတော့မရှိဘူးဘူတော်ကြီးလုံးမရှိဘူးပုံပြတာလည်းချားတယ်ဟုတ်ကဲ့ဟိုရအဲ့ရတော့ဘန်ကတ်တွေထွက်နေတယ်အဲဒါသာတော့ဖိုင်ရတဲ့နေရာလို့ tenía mierda. Venga, pues velada, era bien el duro. Venga, le pongo. Venga, le pongo el video duro. Uy, va, con duro. Y va, vio. Yo no lo veo, lo veo bien, no pisa, no te veo. Venga, le pongo. နောက်ဆုံးရမှာကုမုန်နိုင်လို့ဆက်သွယ်ပြီးတော့ကုမုန်နိုင်ကဘက်ကရီအလိုလိုဖြစ်တဲ့အတွက်ကုမုန်နိုင်ကလာရှင်းပြရဘက်ကရီသားရှင်းပြပြီးတော့ကျွန်တော်တို့ကကုမုန်နိုင်ကလာရှင်းပြတဲ့အချိန်မှာဘက်ကပိတ်ဝေပါလို့လုပ်ပြီး အကူနိုင်တော့လည်းပတ်မှာကျွန်တော်တို့လည်းအဲဒီမြေကြီးရေစက်မှာရှင်းအရှင်းတော့ဘူးကလည်းဒီဘက်မှာကျွန်တော်တို့ဘီးရေဖြည်းကြီးဒီဖြစ်အနောက်ဆုံးအကူကြီးနေပုံနိုင်တော့ပြီတော့ဟုတ်ကဲ့ပါဘုဟုတ်ကဲ့ပါအဲကုမလိုက်ကူညီပေးရတော့ဒီလိုချင်းရပါပရမတ်ကိုကျွန်တော်တို့အဲ့မှာတောင်းပေးနေပြီဟုတ်ကဲ့ပါဘုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ကွန်မွန်တိုင်းအနေနဲ့အဲ့ဒီလုပ်ငန်းခွင်မှာထိခိုက်တန်အနာတရားဖြစ်သွားတယ်ကျွန်တော်ရှင်းပြအောင်လုပ်တမအောင် အာညီကိုတယောက်ကျွန်တော်တို့ဖိတ်ထားတာရှိတယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့တော့အဲ့ဒီအလုပ်သမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလုပ်ငန်းခွင်အတွင်းမှာဘယ်လိုထိခိုက်တံရရတယ်ပေါ့နော်ဘယ်လိုအခက်အခဲတွေနောက်တစ်ခုကျတော့အဲ့ဒီထိခိုက်တံရနဲ့ပတ်သက်ပြီးတော့ကိုတို့ကဘာတွေကူညီပေးခဲ့တယ်လဲနောက်တစ်ခုကစစောပြောတဲ့လုပ်ငန်းခွင်မှာရှိတဲ့လုပ်လုပ်ငန်းရှင်ပေါ့နော်အလုပ်ရှင်လို့ခေါ်ပါပေါ့အလုပ်ရှင်တစ်ထင်းအနေနဲ့ရောဒီထိခိုက်တံရရမှုအနာတရားဖြစ်မှုအပေါ်မှာဘယ်လိုတာဝန်ယူမှုတွေရှိတယ်လဲဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လောက်ရှင်းပြပေးလို့ရမှာခင်ဗျဟုတ်ကဲ့

ဒီနေ့ကတိတော်တော်ကြီးချိန်မှာဒီကနေ့ဒီကနေ့ကတိတော်တော်ကြီးချိန်မှာဒီကနေ့ဒီကနေ့ကတော့အလုပ်မှားမှားတိုင်တယ်ဆိုရင်တော့ဒီနေ့ကတိတော်တော်ကြီးချိန်ပြီးတွေ့လာတာအတွက်အတွက်ဒီနေ့အမှားရောရောဖြစ်လာဖြစ်လာတဲ့ချိန်မှာကျွန်တော်တို့ဒီနေ့မှာပဲအတူဘူလုံးဘူကတော့ကျွန်တော်တို့ပြောမှုဟုတ်ပါတယ်အတော့တော့ဆက်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 ပြီးတော့ဒီလိုစားဖို့စားဖို့ပေါ့နော်အတူအတူနေထိုင်လို့ရတယ် အဆလတ်လေးကတော့ဒူရာမီယာတို့လည်းပါတာဒီဒီကလည်းဘာသာစကားတွေကြားရတယ်ပေါ့။ဒါလည်းစကားတွေကမောင်းနေပြီပေါ့။ဒါတို့ကြီးရှိတယ်ပေါ့။အဲကျွန်တော်တို့ဒီအလုံသမားတွေအဲဇီယံနေကျွန်တော်တို့ဟိုကြောတန်နေလည်းကြားရတယ်ပေါ့နော်။အလုံသမားတွေအတန်နေလည်းကြားရတယ်။အဲ့တော့ဒီအလုံသမားတွေအခက်ခဲနဲ့ပတ်သက်ပြီးတော့တို့အတွက်ဘယ်လိုတွေလှုပ်ဆောင်တင်တယ်လဲဆိုတာဇက်ဖြစ်ရဲ့အမြင်လေးတစ်ချက်လောက်ပြပြပေးပါဦး။ ကျွန်တော်တို့အစိုးရပေါ်တော့ဒီအလုအလုသမားတွေရောကျွန်တော်တို့ဒီအလုသမားခွင့်ရေးချိုးပေါက်ခံရတဲ့အလုသမားတွေအလုသမားရေးဆောင်ရွက်နေတဲ့ကျွန်တော်တို့ဒီပုဂ္ဂိုလ်တွေရဲ့ပြောတဲ့ဟာတွေကဟိုကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းဟို20ကျော်တည်းကနေ့စဉ်နဲ့အများကြားနေရတဲ့ဟိုပြဿနာတွေပဲဖြစ်တယ်ဟိုကျွန်တော်တို့ဒီဥစားပေါ်တော့ဒီဟိုတရားမျက်မျက်တက်တက်ပြောရမယ်ဆိုလို့ရှိရင်တော့အလုသမားရေးကိုမဆောင်ရွက်တာကအခုလက်ရှိအစိုးရမှမဟုတ်ဘူးအစိုးရအဆက်ဆက်ကကျွန်တော်တို့ဒီအလုသမားရေးကိုစနစ်တကျဆောင်ရွက်ခဲ့တာမရှိဘူး တို့တို့ဒီပြီးခဲ့တဲ့အဆိုးရွားတွေရောရွေးကောက်တင်မောတဲ့အဆိုးရွားတွေကိုထိုက်ကြတယ်။ကျွန်တော်တို့ရဲ့ဒီဘာလို့တွတ်တွေ့ရလဲဆိုကျွန်တော်တို့ကအချက်လက်တွေထောက်ထားပြီးရှိတယ်။ဒီအဆိုးရွားတွေကနေပြီးတော့ဆပြီးတော့လုတ်ခဲ့တဲ့ဟာတွေကျွန်တော်တို့ကလည်းဒီအဆိုးရွားတွေနဲ့ကျွန်တော်တို့ကဟိုတတ်နိုင်ဆုံးဟိုပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့ကအများအားမဲ့ကျွန်တော်တို့ကြိုးစားလေးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီအလုတ်သမားကြီးကိုကျွန်တော်တို့ကလုတ်မယ်ဆိုလို့ရှိရင်အဓိကအဆိုးရွားရဲ့ကျွန်တော်အလုတ်ရှင်ရဲ့အလုတ်သမားရဲ့ဒါအနည်းဆုံးကျွန်တော်တုံးဝဲဆိုင်ရတာပူပေါင်းဆောင်ရွက်ရတာဖြစ်တယ် ကျွန်တော်အခုကကျွန်တော်ပြဿနာကကျွန်တော်တို့မြန်မာရှေ့ပြောင်းလို့သမားတွေရဲ့ပြဿနာကဟိုအစိုးရနေတာရှိတယ်လို့ကနာမည်တက်ခံရတယ်တကယ်အစိုးရမရှိတဲ့အလို့သမားတွေဖြစ်နေဆိုလိုချင်တာကပြဿနာတစ်ခုတက်တိုင်းကိုကျွန်တော်တို့ကဟိုပြဿနာတစ်ခုတက်တိုင်းကကျွန်တော်တို့ကဘယ်အစိုးရကိုသွားတိုင်နေချင်းမှာအစိုးရတွေရဲ့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုကျွန်တော်တို့ဒီအရေးယူဆောင်ရွက်မှုတွေကဒါအင်မတန်မှကျွန်တော်တို့ညံ့ရှင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့အဓိကအလို့သမားကြီးကိုအခုကျွန်တော်တို့အလို့သမားကြီး ဆောင်ရွက်တဲ့လူတွေကတောင်းဆိုနေတာကဟိုကျွန်တော်တို့ဒီခိုင်းဆူဟာကကျွန်တော်တို့ပြဋ္ဌာန်းထားတဲ့အတည်ပြုထားတဲ့အခွင့်အရေးတွေပဲကျွန်တော်တို့ဟိုတောင်းဆိုနေတာဖြစ်တယ်ဘာမှကျွန်တော်တို့ကကြော်လွန်ပြီးတော့သူရဲ့ဘောင်တွေကကြော်လွန်ပြီးတော့တောင်းတောင်းတောင်းဆိုနေတာမဟုတ်ဘူးအဓိကတော့ကျွန်တော်တို့အဆိုးအဝါတွေနဲ့ဘာလို့ပြီးတယ်လဲဆိုရင်အလုတ်သမားတွေတခုခုပြဿနာတက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရေးပေါ်ပေါ်မှာအချိန်ကြီးဘာရောက်ကူညီနိုင်တဲ့အစီအစဉ်တွေကျွန်တော်တို့စဉ်းစားဆောင်ရမယ်။နောက်ပြီးတော့အစောကပြောတဲ့ဒီ MOU ပေါ့ဗျာ ဒီနိုင်ငံနားလည်မှုစာကြုံလာနဲ့လာတဲ့အလို့သမားတွေဆိုလို့ရှိရင်လည်းတဆိုင်ရအလို့ဘလို့ပဲနိုင်ငံတွေကိုကျွန်တော်တို့ဟိုမတွားခင်တည်းကကျွန်တော်တို့တို့ကိုကျွန်တော်တို့ကဒီ pre departure ပေါ့ဗျာเนาะဒီဥစားဟိုလုံုံလုံုံစိတ်ချဆိုတာနဲ့ကျွန်တော်တို့ခီးသွားနေအောင်အဲ့ဒီတဆိုင်ရနိုင်ငံတွေမှာရှိတဲ့အလို့သမားဥပဒေတွေကျွန်တော်တို့ကသူတို့ပြောပြရမယ်เนาะဆောင်ရဆောင်ရနေတကယ်လို့သူတို့မှအခက်ခဲရှိနေရှင်အဲ့ဒီနိုင်ငံတွေရောက်တဲ့လုံးကလုံးတဲ့နိုင်ငံကိုဥပမာထိုင်းနိုင်ငံမှာရောက်တဲ့ ဘယ်လူပုဂ္ဂိုလ်ဘယ်အဖွဲ့စည်းတွေဟာသူတို့ကိုဒီလိုနေရာအကူအညီပေးနိုင်လဲအဲ့ဒီအခြေခံတော့သူတို့သိရမယ်။နောက်တစ်ချိန်တည်းမှာပဲဗျာအလုသမားတွေပြဿနာတက်တယ်။အလုသမားတန်ရာရှိတွေဟာကျန်တဲ့အလုသမားကြီးဆောင်ရွက်တဲ့အဖွဲ့စည်းတွေနိုင်ငံတကာအဖွဲ့စည်းတွေပူးပေါင်းပြီးတော့သူတို့အခြေအနေကျွန်တော်တို့ဟိုအကူအညီဆောင်ရွက်ပေးတဲ့ကိစ္စတွေလောက်ရမယ်။နောက်တစ်ခုကလည်းအစိုးရတွေမှာလည်းသူတို့ရဲ့သူတို့အခြေအနေတုံးပြနေတဲ့ကျွန်တော်တို့ဒီထိုင်းဥပဒေနဲ့ကျွမ်းကျင်တဲ့ထိုင်းလူမျိုးရှစ်နေပြီးတော့သူတို့ငိုင်းနေပြီးတော့သူတို့အကောက်ပေးရတယ် အစောကျွန်တော်ပါလေဒီ MOU ကိုတွားတွေ့တာစပြီးတော့အလုပ်သမားတွေကမြန်မာနိုင်ငံထဲမှာကိုထိုက်အလေခံရတယ်ဆိုလိုချင်တာကမြန်မာအစိုးရအဆက်ဆက်ကတတ်မှတ်ထားတဲ့ကျွန်တော်တို့ဒီပြတ်ထန်းထားတဲ့ဥမာပြကုန်ကြမ်းစရိတ်တိုင်းဘယ် agency မှမလုပ်ဘူးလုပ်တာမျိုးကျွန်တော်မတွေ့ရဘူးပြီးတော့အစောကကျွန်တော်တို့အလုပ်အလုပ်သမားတွေပြောသလိုပဲအလုပ်မရှိဘဲနဲ့မြန်မာပြည်ထဲကအလုပ်သမားတွေလိန်ပြီးတော့ခေါ်တာအစောကနှစ်နာနှစ်နိုင်ငံနားလည်ပြီးစာကြောင်လာတယ်ကျွန်တော်တို့မှာ၆ဖက်နိုင်ငံရှိတယ်လိန်ပြီးခေါ်လာတယ် ဟိုပြပြီးလို့ရှင်လဲဆွတ်ပြောရဲဒီလုတ်ပေးတင်လဲဆွတ်ပြောရဲဒီလူမှုဖွံ့ဖြိုးရေးချပုံမျိုးပေါ့ဗျာဒါ social security အဲ့ဒါကြီးလဲကျွန်တော်တို့တိကျမလုပ်ဘူးအဲ့ဒီရဲ့ကျွန်တော်တို့နောက်နောက်ဆက်သွဲဖြစ်စဉ်ကို consequence by fashion လဲဆိုတော့ကျွန်တော်တို့အလုတ်သမားတွေကအလုတ်သမားအခွင့်အရေးချိုးဖောက်ခံရတယ်အလုတ်ငန်းခွင့်မှာကျွန်တော်တို့ဒဏ်ရာရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းဆိုးရွားကကျွန်တော်တို့ပြတ်ထန်ထားတဲ့ထိုက်တဲ့နဲ့ရာတင်ရထိုက်တဲ့ရော်ကြီးမျိုးအကျိုးခံစားမှုမျိုးမရဘူးဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့ဒီဘယ်လိုပဲဖြစ်နေဖြစ်နေ ဒီအလုတ်သမားရေးကိစ္စဆောင်ရွက်လို့ရှိရင်တော့ဟိုအစိုးရကတော့ဖြစ်နေပါမယ်။ဒါတို့တို့မှလည်းကိုယ့်ကိုယ်ကိုအစိုးရလို့ပြောတဲ့အစိုးရတွေကတစ်ခုရှိနှစ်ခုနှစ်ခုရှိနေချာလို့မြင်လာတော့အလုတ်သမားတွေကိုတခါလဲပြောပြောပြောချင်ပါမယ်။အဲ့အလုတ်သမားနေမှာပဲ။ဒီအစိုးရလို့ပြောနေတဲ့အစိုးရတွေရှိရတော့ကျွန်တော်တို့တိတ်ပြီးတော့ညှော်လင်းလို့မရဘူး။ကကိုကိုတိုင်းပဲကိုယ့်ရဲ့အလုတ်သမားအခွင့်အရေးကိုကိုကိုတိုင်းပဲကိုယ့်ရဲ့အလုတ်သမားရဲ့အခြေရှင်းကျွန်တော်တို့စူးစီးတောင်းဆီးပြီးတော့ကျွန်တော်တို့ အစာပြုပြီးတော့ဆောင်ဆောင်ရွက်တင်တယ်လူသမားတွေစီလုံးညီညွတ်မှုနဲ့ပူပေါင်းဆောင်ရွက်မှုဟာဒါအရေးကြီးရဲ့လို့ကျွန်တော်ဒီကဘာလူသမားမှကျွန်တော်အနေနဲ့ပြောပြောချင်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အာဒေါက်တာရန်အနေနဲ့ရောကျွန်တော်တို့လက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျောင်းလို့တမအရေးပေါ့နော်ဖြစ်ပျောင်းလို့တမအခြေအနေပေါ်မှာဘယ်လိုများသုံးသပ်ချင်ပါလဲခင်ဗျာဟုတ်ခုနကရောဟိုကွန်မွန်ဒိုင်းနိုစီမှာတွေ့လိုက်ရတဲ့ကျွန်တော်တို့တရင်ဝင်လာတယ် အာတရားဝင်အလုတ်ကင်မှာလုတ်ရင်းနေကျွန်တော်ထိခိုက်မှုဖြစ်ပြီးတော့မတန်ဆွမ်းဖြစ်သွားတဲ့ကိစ္စအဲ့ဟာနေပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဟာတိတိနဲ့ဟာလေးပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့ကမြန်မာနိုင်ငံကလည်းအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကိုချုပ်ဆိုထားတဲ့နိုင်ငံဖြစ်တယ်။နောက်အဲ့ဒါ2017မှာပေါ့နော်မြန်မာက2017 December 9ရက်နေ့မှာသူကစာချုပ်ချုပ်ထားတယ်။ Thai ဆိုရင် Thai က2009ခုနှစ်ကလေးရာ ်ချုပ်ဆိုထားတဲ့နိုင်ငံဖြစ်တယ်ချုပ်ဆိုပြီးတော့သူအတီးပြုတ်လက်မှတ်ထိုးတာကျွန်တော်2008ဟုတ်ပြီးတော့အဲ့ဒီတည်းမှာပဲသူလက်မှတ်ထိုးလိုက်ပြီးတာနဲ့ကျွန်တော်တို့အာရှိတဲ့ဥစ္စာထိုင်းနိုင်ငံမှာကျွန်တော်တို့မတန်ဆွမ်းသူနဲ့ဆိုင်တဲ့ဥပဒေသူတို့ပြဋ္ဌာန်းထားတယ်2009ခုပဲအဲ့ဒီတည်းမှာအဲ့အဲ့မှာပြဋ္ဌာန်းထားတယ်လို့ထိုင်းနိုင်ငံရဲ့2009ခုနှစ်မှာသူတို့ပြဋ္ဌာန်းလိုက်တဲ့အခြေခံဥပဒေပေါ့ အခြေခံဥပဒေထဲမှာလည်းမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးအကာအကွယ်ပေးရမယ်ခွဲခြားဆက်ဆံမှုမရှိရဘူးဆိုတဲ့ဟာပါတယ်။နောက်2009ခုနှစ်ရဲ့တို့မတန်ဆွမ်းသူများကာကွယ်ရေးဆိုင်ရာဥပဒေထဲမှာလည်းဒီလိုမျိုးခွဲခြားဆက်ဆံမှုမရှိရဘူးဆိုတဲ့ဟာပါ။ဆိုတော့ဥပဒေအားဖြင့်တော့ဒီလိုမျိုး CRPD ကို ratify လုပ်ထားတဲ့နိုင်ငံနှစ်နိုင်ငံကဘလို့ပဲဖြစ်ဖြစ်ချိတ်ဆက်မှုဘလို့နဲ့ပဲဖြစ်ဖြစ်ကျွန်တော်ရောက်လာတယ်။နောက် CRPD ရဲ့လွှမ်းခြုံမှုကိုသဘောတူထားတဲ့နိုင်ငံငယ်နမိတ်တွင် ဖြစ်ပျက်မှုရှိနေတဲ့အနေအထားမျိုးမှာခုနကမတန်ဆွမ်းမှုဖြစ်ပွားတဲ့လူတွေကိုကျွန်တော်တို့လုံလောက်တဲ့အကာအကွယ်ပေးမှုရှိဖို့လိုတယ်။အဲ့တော့အဲ့ဟာကလည်းလုံလောက်တဲ့အကာအကွယ်ပေးမှုရှိဖို့အတွက်ကလည်းဥပဒေအားဖြင့်တော့ကျွန်တော်တို့အခုကြည့်လိုက်ရင်တော့နှစ်နိုင်ငံစလုံးမှာကျွန်တော်တို့အ UNCRPD ရဲ့သဘောတရားလူ့ခွင့်ရေးသဘောတရားနဲ့တို့ပြဋ္ဌာန်းပြီးသားဆိုတာတွေ့ရတယ်။ဒါပေမဲ့အဲ့ပြဋ္ဌာန်းထားချက်ကို လက်တွေ့အကောင့်ထဲပုံမှုမှာနှစ်နိုင်ငံလုံးအားနေတယ်ဆိုတာဒါအခုကျွန်တော်တို့လက်တွေ့မြင်လိုက်ရပြီเนาะအဲ့တော့အဲ့ဟာကကျွန်တော်တို့ရဲ့ကိုယ့်ရဲ့နိုင်ငံတွေအလိုက်ဒီအခွင့်အရေးကာကွယ်စောင့်ရှောက်မှုအတွက်လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲ့ဟာတွေကိုကျွန်တော်တို့ကများများပေါ်ထုတ်ဖို့လိုမယ်ပြီးတော့ရင်ထိုင်းကလည်းကျွန်တော်တို့အခုနားလည်သလောက်ဆိုရင်ဒီ UNCRPD မတန်ဆွမ်းသူများအခွင့်အရေးနဲ့ဆိုင်တဲ့ကိစ္စတွေကိုအာ ပို့ပြီးတော့ထိရောက်တဲ့အကာအကွယ်ပေးမှုတွေလုပ်ချင်ပါတယ်ဆိုပြီးတော့သူ့အနေနဲ့ဟိုအစီရင်ခံစာတွေပြီးရင်နိုင်ငံတကာဆင်မြင့်တွေမှာသူပြောထားဆိုတာပြီးသားဟာရှိတယ်အဲ့တော့မလုပ်ချင်တော့မဟုတ်ဘူးလုပ်ချင်ဒါပေမဲ့လက်တွေ့အကောင့်ထဲပုံမှုမှာခုနကတော့တကယ်ဥပဒေအကာအကွယ်ပေးမှုအာပြက်ကွက်တာမျိုးပြီးရင်အလုတ်သမားအလုတ်ဟိုအလုတ်ရှင်အဲ့ကြားထဲမှာနားလည်မှုသဘောပေါက်မှုအားနည်းနေတာမျိုးအဲ့ဟာတွေအကုန်လုံးကကျွန်တော်စူးစမ်းပြီးအကောင့်ထဲပို့ပို့လို့မယ်နောက်တစ်ခု ဟာခုနကပြဌာန်းထားတဲ့ဥစ္စာနဲ့ဟိုပါဗောနီးဥပဒေလေးပေါ့နော်ကျွန်တော်နီးဥပဒေနဲ့အပြဌာန်းချက်ကနေခုနီးဥပဒေစီမံစည်းကမ်းဖြစ်လောက်ထုံလုံးနီးဖြစ်ပြန်အကောင့်ထဲပေါ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဝီယော်ဒီဖြစ်သွားတဲ့ဟာရှိအထူးသဖြင့်ကျွန်တော်လက်တွေ့မြေပြင်မှာဆိုရင်မတန်ဆွမ်းသူတွေအနေနဲ့အာသူတို့အတွက်လိုအပ်တဲ့ဝန်ဆောင်မှုเนาะဝန်ဆောင်မှုကိုရေရှည်ရရှိဖို့အတွက်ဆိုရင်အခုလက်တွေ့အကောင့်ထဲပေါ်မှုမှာဆိုမတန်ဆွမ်းမှတ်ပုံတင်ကပ်ပြားလို့ အဲ့တော့အဲ့မတန်ဆွမ်းမှတ်ပုံတင်ကပ်ပြားဆိုတဲ့ဥစ္စာကထိုင်းနိုင်ငံသားကိုပဲပေးတယ်ဆိုတော့အခုလက်ရှိကျင့်သုံးနေတဲ့လှုပ်ထုံလုပ်ကြီးရှိတယ်။အဲ့ဟာကခုနကကျွန်တော်တို့မြန်မာ migrant တွေအနေနဲ့ဒီနိုင်ငံထဲမှာတရားဝင်လာတယ်ဒီနိုင်ငံထဲမှာမတန်ဆွမ်းမှုဖြစ်ပေါ်လာတယ်အဲ့ဖြစ်ပွားမှုနဲ့အတူပကန်ဆန်ခွန်နဲ့တွင်းထားတယ်ပဲထားလိုက်ပါတင်းတွင်းထားတယ်အဲ့အတွက်ကြောင့်မလို့လုံလောက်တဲ့အာရော်ကြီးဒါမှမဟုတ်အခုစားမှုသူရတယ်ပဲထားလိုက် ဒါပေမဲ့ရေရှည်ရက်တီဖို့အတွက်ဆိုရင်ကျွန်တော်တို့ရေရှည်ပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့ဝန်ဆောင်မှုတွေယူဖို့အတွက်ဆိုရင်ခုနအတန်ဆွမ်းကပြအမှတ်ပုံတင်ကပြလိုလို့ဆိုရမှာဖြစ်တယ်။အဲ့ဒါမှနိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းနဲ့အခုလောလောဆယ်နိုင်ငံသားဖြစ်တဲ့လူကိုပဲပေးရမှာလားနိုင်ငံသားမဖြစ်တဲ့လူတွေကိုရောပေးဖို့လိုလားဆိုရဟာအခုချိန်ဒီရောဒီရှိနေတယ်ညင်းနေပုံကြတာရှိတယ်အခုကိုပါကိုအစိုးရလိုတတ်မှတ်တဲ့အစိုးရအနေနဲ့ရတော့ ဒီနိုင်ငံကနေ ratify လုပ်ထားတဲ့ကတိကဝတ်ပြုတာပြည်သားအချက်တွေမှာအားနည်းမှုရှိနေတဲ့ကိစ္စတွေကိုကျွန်တော်တို့အမြန်ဆုံးအာပြုပြင်ပြောင်းလဲဖို့အကောင့်ထည့်ပေးဖို့ပြီးအကာအကွယ်ပေးဖို့ဆိုတဲ့ဟာဒါလူအချက်တည်းရဖြစ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်အဲ့ဒါလေးကိုနည်းနည်း highlight လုပ်ပြီးပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးထူးထူးရှိပါအဲ့တော့ကျွန်တော်ဒီနေ့ကြာရောက်တဲ့136ကျောင်းမြောက် BB ဆိုင်ရာလူသမားများနေ့အတွက်ပေါ့နော်ကွန်မွန်လိုက်အနေနဲ့ရောတခြားပြောချင်တာလေးများရှိအောင်လားခင်ဗျာ ကျွန်တော်အနေနဲ့ကပါဠိပြောချင်တယ်ဆိုရင်တော့ဖိုင်နန်ဆယ်မှာနေဆိုင်တဲ့အပိကျောင်းကျောင်းမှာများသူကတော့ဆိုင်ယဆာလန်ဒီအချိန်မှာတက္ကသိုလ်ရဲ့ဆရာအဖြစ်နေတော့နော်ဒီကတက္ကသိုလ်ရဲ့ဖြစ်တယ်အဲ့တော့တက္ကသိုလ်ရဲ့အချိန်မှာကျွန်တော်ဘလို့နဲ့ပူတောင်းနဲ့ပြောင်းနဲ့အချိန်မှာဒီထားပြီးခြင်းနဲ့ကျွန်တော်အနေနဲ့ဒီကလာရီကတော့အခြေပြင်းကြောင်းနေခြင်းတော့ပြင်းရင်ကျွန်တော်တို့ဒီမှာတားလိုက်ပါတော့ဒီပတ်တန်ပေါ်ပေါ်ပတ်တန်ပေါ်ပိုင်းတွေ့ရတော့ ကျွန်တော်တို့ကိုတစ်ချိန်ရကျွန်တော်သိဘူးဆိုကျွန်တော်ဒီတန်းရှိနေတယ်ကျွန်တော်တို့ဒီဆက်ရအောင်ဒီလုပ်တဲ့ဒုံးနေမှာဒီပကတ်ဆောင်ပုံရှိတယ်အပကတ်ဆောင်ပုံမှာကျွန်တော်ပွားပြီးတောင်းကြပြီးချိန်မှာဒါကြောင့်ကျွန်တော်တို့ရဲ့အတော်တော်များများချိန်တဲ့နာဆိုဆုံးကြီးရှိလာတဲ့တော့နော်အဲ့တော့ဒီပကတ်ဆောင်ပုံတွေကလုပ်နေမှာပွားပြီးတော့လုပ်ပါလို့ကြောက်နေတဲ့အဲ့ဒီတွေမှာဟုတ်ကျေးဇူးပါခင်ဗျာကိုမိုင်းကျေးဇူးထုတ်တင်ပါတယ်ဟုတ်ကဲ့ပါအာကျွန်တော် ကျောင်းဒီ136ကျင်းမြောက်ဒီဒီဆိုင်ရာလုပ်ငန်းများများနေ့အတွက်ဆရာသူချင်းအနေနဲ့ရောဘာများအချက်ပြောချင်တာရှိလို့လဲ။ဟုတ်ကဲ့။ဟုတ်ကျောင်းကျောင်းဒီနေ့တော့ပေါ့နော်အစောတော့ကလည်းဒီဒီမှာအလုပ်သမားကြီးဆောင်ရွက်တဲ့ကျွန်တော်တို့ဒီအဖွဲ့အစည်းအလူတွေအလုပ်သမားတွေကိုနိုင်ကလည်းသူတို့ရဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့ဒီဟိုမျှဝေတယ်။နောက်ကျွန်တော်တို့ရဲ့ဒီဒီအလုပ်သမားကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဟိုလူခွေရွှေတော်ကနေပြီးတော့ဒီပညာရှင်တွေနဲ့လည်းတုံ့ပြန်ပါရှိတယ်။ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီ အပြည့်ပြည့်ဆိုင်ရာကျွန်တော်တို့အလုပ်သမားတွေမှာကျွန်တော်တို့ဒီချွတ်ကြောင်းအလုပ်သမားတွေကိုကျွန်တော်တို့မှာကျင်တာတော့ဒါကျွန်တော်တို့အနေနဲ့ကဒီအစိုးရတွေကစိတ်တကြပူပေါင်းဆောင်ရွက်မှာဖြည့်ရှင်းလို့ရတဲ့ကျွန်တော်တို့တိစားဖြစ်တဲ့အလုပ်သမားကြီးတွေကျွန်တော်တို့တခုတတိထားပေးရမှာကျွန်တော်တို့ဒီမှာအစိုးရမဲ့နေတဲ့အလုပ်သမားတွေဖြစ်နေတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအလုပ်သမားအချင်းချင်းပူပေါင်းဆောင်ရွက်ခြင်းအလုပ်သမားချင်းချင်းမျှဝေခြင်းစိတ်တကြကျွန်တော်တို့ကူညီနိုင်မဲ့အဖွဲ့အစည်းတွေကိုနဲ့ဆက်ဆက်ဆောင်ရွက်ခြင်းကဒါပို့ပြီးတော့လည်း ဟိုအတိတ်ပဲရှိတယ်နောက်တစ်ခုကတော့အခုလိုမျိုးဒီကိုယ့်ရဲ့အခက်အခဲအမျိုးမျိုးကြားကနေပြီးတော့ကျွန်တော်တို့ဒီဟိုရှစ်ပြောင်းလို့သမားရေးကိုစူးစမ်းပြီးတော့အနေရကြားကနေလို့ဆောင်ရွက်နေတဲ့ဒီမြန်မာရှစ်ပြောင်းလို့သမားရေးဆောင်ရွက်နေတဲ့ဒီပုံကိုဒါအဖွဲ့စည်းများကိုကျွန်တော်အနေနဲ့ဟိုလေးစားကုန်ယူပါတယ်နောက်တစ်ခုကပိုရေးကြီးတာကအလားတူရှစ်ပြောင်းလို့သမားရေးကိုကိုနီကိုဟန်ကိုဟန်နဲ့ဟိုစနစ်တကျဆောင်ရွက်နိုင်တဲ့ကျွန်တော်တို့အလုပ်သမားရေးဆောင်ရွက်တဲ့ဟိုအဖွဲ့စည်းတွေ Ja mi jako lava za ljudi novine, sutra ne, ali on će zutra ne. Su so, ok, va, će zutra ne. Zutra ne, he.